ကာရစတန်နဲ့ပတ်သက်လို့ပရိသတ်တွေအားသိစေမယ့်စကားတွေကိုပြောလာခဲ့တဲ့အောင်လာအန်ဆန်ပရိသတ်များလုံးမဲ့မင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်ကတင်ဆက်နေပါပြီ။လာမယ့်1536မှာဆီဗက်စတီယန်ကာရစတန်နဲ့ထိတိုက်ရင်ဆိုင်ရမယ့်ပွဲအတွက်အင်တာဗျူးရမှာတော့အောင်လာအန်ဆန်စကားတွေကဖိုင်တာလောကရဲ့ထူးခြားတဲ့သဘောသဘာဝကိုထင်ဟပ်စေခဲ့ပါပြီ။အောင်လာကကာရစတန်ကတကယ်ကိုကောင်းတဲ့ဖိုင်တာတစ်ယောက်ကြောက်စရာအကောင်းဆုံးဖိုင်တာတွေကတစ်ယောက်ပါပဲ။သူနဲ့ကျွန်တော်ကအရင်ကတည်းကမိတ်ဆွေတွေပါပွဲမစခင်လေမိတ်ဆွေတွေဖြစ်တယ်လို့ပွဲချိန်မှာအကောင်းဆုံးရှင်ပြိုင်ကြမယ်ပြင်းညမယ် အဲ့ပွဲပြီးရင်တော့အတူတူတောက်မယ်စားမယ်ညစာတူတူသုံးဆောင်ကြမယ်ဒါကျွန်တော်တို့တိုက်ခိုက်ရေးသမားတွေရဲ့ပွားပဲလေမိသားစုကိုစီအတွက်တိုက်ပွဲဝင်ကြရတယ်ပံပိုးပေးကြရတယ်ဒီပွဲပြီးရင်အရင်လိုပဲမိတ်ဆွေတွေအဖြစ်ဆက်ရှိနေကြမှာပါလို့ပြောခဲ့ပါတယ်စကားတွေက MMA fighter တွေရဲ့ပွားနဲ့ပတ်သက်တူတူကြတဲ့ဆွဲဆောင်မှုတစ်ခုကိုပြသထားပါတယ်အွန်လိုင်းရဲ့စကားတွေမှာပြိုင်ဘက်ကိုလေးစားမှုမိတ်ဆွေရင်းနှီးမှုပြိုင်ဆိုင်မှုရဲ့စိတ်တန်းနဲ့မိသားစုအတွက်တိုက်ပွဲဝင်တဲ့ရည်ရွယ်ချက်တွေရောရှိအပ်ပေါင်းနေပါတယ်အွန်လိုင်းကသူ့ရဲ့မိသားစုအတွက်တိုက်ပွဲဝင်နေရသူတွေအုပ်ဖြစ်ပြီးတော့ သူ့ရဲ့ဇကားတွေမှာမိသားစုကိုပံ့ပိုးဖို့ရည်ရွယ်ချက်ကထင်ရှားစွာပေါ်လင်းလာပါတယ်။အလယ်ရည်ရွယ်ချက်ကသူ့ရဲ့ fighter ဘဝအတွက်အဓိကအင်အားတစ်ခုဖြစ်ပြီးတော့ပရိသတ်တွေကိုစိတ်ခံစားမှုအပိုင်းမှာပုံမှုဆွဲဆောင်နိုင်ခဲ့ပါတယ်။ Sebastian Carstan ကတော့ဆွေဒီနိုင်ငံသား MMA fighter တဦးဖြစ်ပြီး One Championship ရဲ့ welterweight champion ဟောင်းတဦးဖြစ်ပါတယ်။သူဟာသူ့ရဲ့ပြင်းထန်တဲ့ထိုးချိန်နိုင်မှု၊ကြံ့ခိုင်မှုနဲ့နီးစင်မြင်မာတဲ့တိုက်ခိုက်မှုကြောင့် fighter လောကမှာကြောက်စရာ fighter တဦးဖြစ်သတ်မှတ်ခံထားရပါတယ်။ Carstan က2019ခုနှစ်မှာ 1 Weatherway ကြံချန်ပီယံကပတ်ကိုတိမ့်ပိုက်ခဲ့ပို့ပြီးတော့သူ့ရဲ့ထိုးချိတ်နိုင်မှုနဲ့ပြိုင်ဘက်ကိုဖိအားပေးတဲ့ style ကပရိသတ်တွေကိုယဉ်သက်ရှုမောဖြစ်စေခဲ့ပါတယ်။ဒါပေမဲ့ Carlsen ကလည်းလော့နှစ်တည်းမှာတော့အတက်ကြာရှိခဲ့ပြီးတော့ကပတ်ကိုဆုံးရှုံးခဲ့ရပါတယ်။ဒါပေမဲ့သူ့ရဲ့ဆွမ်းဆောင်ရည်ကအောင်လာလို fighter တွေအတွက်တောင်မှခက်ခဲတဲ့စိန်ခေါ်မှုတစ်ခုဖြစ်နေစေဖြစ်ပါတယ်။အောင်လာကသူ့ကိုကြောက်စရာအကောင်းဆုံး fighter တွေကတယောက်လို့ဖော်ပြခဲ့တာက Carlsen ရဲ့အစဉ်တန်းကိုအတိအမှတ်ပြုတာဖြစ်ပါတယ်။ကရစတန်ရဲ့ပွဲမတိုင်မီအင်တာဗျူးမှာတော့အောင်လာပြောခဲ့တဲ့စကားတွေက MMA fighter တွေရဲ့ဘဝရည်ထူးကြတဲ့သဘောတဘာဝကိုထင်ရှားစေပါတယ် အောင်လာခကာရက်စတန်ကိုတကယ်ကိုကောင်းတဲ့ဖိုင်တာကြောက်စရာအကောင်းဆုံးဖိုင်တာတွေကတယောက်လို့ဖော်ပြခဲ့တာကသူ့ရဲ့ပြိုင်ဘက်ကိုလေးစားတဲ့စိတ်ဓာတ်ကိုပြသပါတယ် MMA လောကမှာဖိုင်တာတွေကပြိုင်ဘက်ကိုလေးစားမှုနဲ့ဆက်ဆံတာကအဓိကရင်ကျေမှုတစ်ခုဖြစ်ပါတယ်အောင်လာရဲ့ဒီလိုပြောပုံကသူ့ရဲ့ကိုကျင်းသိက္ခာနဲ့ professional စိတ်ဓာတ်ကိုထင်ရှားစေပါတယ်သူကကာရက်စတန်ရဲ့စွမ်းရည်ကိုအတိအမှတ်ပြသွားရင်းနဲ့ဒီပွဲဟာလည်းကုမာမဟုတ်ဘူးဆိုတာလည်းတွေဝိုက်ပြောပြခဲ့ပါတယ်အောင်လာကပွဲပစခင်ကလည်းမိတ်ဆွေတွေပွဲချိန်မှာလည်းအကောင်းဆုံးရှင်ပြိုင်ကြမယ်ပွဲပြီးရင်တူတူတောက်မယ်စားမယ်လို့ပြောခဲ့တာက MMA fighter ရဲ့ထူးခြားတဲ့ဆက်ဆံရေးကိုဖော်ပြတာဖြစ်ပါတယ်။ fighter တွေကလက်ဝေလောကမှာလိုရန်လိုတဲ့ဆက်ဆံရေးမျိုးမဟုတ်ဘဲနဲ့ပြိုင်ဘက်တွေနဲ့မိတ်ဆွေရင်းနှီးမှုကိုထိန်းသိမ်းထားတတ်ကြပါတယ်။အောင်လာနဲ့ကာရက်စတန်ကအရင်ကတည်းကမိတ်ဆွေတွေဖြစ်ပြီးတော့ဒီဘွဲကသူတို့ရဲ့မိတ်ဆွေရင်းနှီးမှုကိုထိခိုက်မှာမဟုတ်ဘူးဆိုတာအောင်လာရဲ့စကားတွေကအတည်ပြုပါတယ်။ဒါပေမဲ့ပွဲချိန်မှာတော့သူတို့ကအကောင်းဆုံးရှင်ပြိုင်ကြမယ်လို့အောင်လာကကတိပြုထားတာကသူတို့ရဲ့ professional စိတ်တက်ကိုပြသပါတယ်။ဒီလိုမိတ်ဆွေရင်းနှီးမှုနဲ့ပြိုင်ဆိုင်မှုကိုချိန်ညှိနိုင်တာက MMA လောကရဲ့အဆွေးဆောင်မှုတစ်ခုဖြစ်ပါတယ်။အောင်လာရဲ့ ဒါကကျွန်တော်တို့တိုက်ခိုက်ရေးသမားတွေရဲ့ဘဝပဲလေမိသားစုကိုယ်စီအတွက်တိုက်ပွဲဝင်ကြတယ်ပံ့ပိုးကြတယ်ဆိုတဲ့ဇာတ်ကဖိုင်တာတွေရဲ့ဘဝရည်ရွယ်ချက်ကိုထင်ရှားစေပါလိမ့် MMA ဖိုင်တာတွေကကိုယ့်ရဲ့ဂုဏ်သတိနဲ့အောင်မြင်မှုတွေအတွက်သာမကမိသားစုကိုပံ့ပိုးဖို့တိုက်ပွဲဝင်ကြရတာဖြစ်ပါလိအောင်လာကသူ့ရဲ့မိသားစုအတွက်တိုက်ပွဲဝင်နေသူတူဖြစ်ပြီးတော့ဒီလိုရည်ရွယ်ချက်ကသူ့ရဲ့စိတ်တက်ကိုပုံမခိုင်းပါစေပါလိအောင်လာရဲ့နောက်ဆုံးဖြစ်လာမယ့်ဒီပွဲကညီမပရိသတ်တွေအတွက်အောင်လာရဲ့အောင်မြင်မှုကိုမျှော်လင့်စရာဖြစ်ပြီးတော့ MMA လောကရဲ့ချစ်စရာဆွေးဆောင်မှုကိုထပ်မံတက်တည်ပြသွားမယ့်ပွဲတစ်ပွဲလို့ဆိုချင်ကြပါခင်ဗျာ ကာရစတန်နဲ့ပတ်သက်ပြီးပြောခဲ့တဲ့အွန်လိုင်းရဲ့စကားတွေပေါ်မှာညီကိုတို့ကရောဘယ်လိုမြင်ကြလဲခင်ဗျာပြောပြပေးသွားခဲ့ကြပါဦးခင်ဗျအဆုံးထိလိုက်ပါကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်